အားလုံးပဲမင်္ဂလာပါ The Manly Power Channel ကနေပြန်လည်ကြိုဆိုပါရစေမိတ်ဆွေတို့ရေ Warren Buffett ဆိုတဲ့သူဟာကလေး73တန်းကျော်ပိုင်ဆိုင်မှုရှိသူပါဒါပေမဲ့သူ့ကိုမသိသူတွေအတွက်ကတော့သူဟာတာမန်ဦးလေးတယောက်လိုပဲထင်ရပါလိမ့်မယ်သူ့မှာဒီလောက်ငွေတွေရှိနေရကြောင်းကမ္ဘာအကြီးဆုံးဟိုတယ်တွေကနေဈေးကြီးဆုံးအစားအစာတွေကိုမှာယူပြီးစားနိုင်ပေမဲ့သူကတော့ McDonald's ကဈေးပေါတဲ့ဟမ်ဘာဂါနဲ့တစ်ဆယ်တန်းကုတ်ကူပဲတောက်လေရှိပါတယ် ဘီလ်ဂိတ်ဟာလည်းကမ္ဘာအကြီးဆုံးဟိုတယ်တွေကိုဝယ်ယူနိုင်တဲ့သူဖြစ်ပေမဲ့အချိန်အများစုမှာတော့တာမန်ဟိုတယ်ရဲ့စားတောက်ဆိုင်ထဲမှာကိုယ်တိုင်ရက်ပြီးတော့အစာစားဖို့မှာယူလိရှိပါတယ်။မက်ဇူကာဘာဂရေ18သိန်းကျော်ပိုင်ဆိုင်သူဖြစ်ပြီးတော့ဝါဒန်ဘာဖတ်တတောင်ပိုချမ်းတာပဲမဲ့သူဟာဈေးကြီးရဲ့ဘောင်းမီမျိုးကိုမဝယ်ဘဲနေတိုင်းမီးခိုးရောင်တီရှပ်နဲ့ဂျင်းမောင်းမီမျိုးသာဝတ်ဆင်လိရှိပါတယ်။ဒီတော့ဒီတစ်သေးသုံးဦးမှာ တူညီတဲ့အချက်တွေအများကြီးရှိပါတယ်။ ထမအဆုံးအနေနဲ့တို့မှာကျွန်တော်တို့စိတ်ကူးနဲ့မမှန်းဆနိုင်တဲ့ငွေကြေးပမာဏအများပြားကိုပိုင်ဆိုင်ထားကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းတို့ဟာဘာလို့မှမပြတာပဲရိုးရိုးရှင်းရှင်းနဲ့နေထိုင်လေးရှိကြပါတယ်။ဒီတထေးသုံးရဲ့အစွမ်းထက်ဆုံးအချက်ကတော့တို့ရဲ့ချမ်းသာမှုဟာအလွန်အလင်းအမြန်တိုးပွားနေရပါ။ဒီတော့တစ်ဖက်မှာတို့ရဲ့ချမ်းသာမှုတွေအလင်းအမြန်တိုးပွားနေပေမဲ့တစ်ဖက်မှာလည်းတို့ဟာဘာမှမရှိတဲ့အချိန်ကနေထိုင်ခဲ့တဲ့ရိုးရှင်းတဲ့နေထိုင်မှုပုံစံကိုပဲဆက်လက်ကျင့်သုံးနေသေးဖြစ်ပါတယ်။ ဒီတော့တင်းစိတ်ထဲမှာမိကွန်းတစ်ခုပေါ်လာမှာပါဒီလိုချမ်းသာတဲ့သူတွေမှာဒီလောက်ငွေရှိနေရတော့ဘာလို့ကြွားဝါပြီးတော့မတုံးဆွဲကြရလဲဒါမှမဟုတ်ဘာလို့စီးစိမ်မခံစားကြရလဲငွေရှာရဲဆိုတာဘာလို့ဆိုလိုတာလဲဒီတော့ဒီချမ်းသာတဲ့သူတွေရဲ့လှုပ်ဝက်ချက်ကိုဒီဗီဒီယိုမှာအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုအဆုံးထိကြည့်ပေးပါ like လုပ်ပေးမယ်ဆိုရင် YouTube ကဒီလိုအရေးကြီးတဲ့ဗီဒီယိုတွေကိုတင့်အတွက်ပုံမပြစာပေးမှာဖြစ်ပါတယ် channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ ။ဘာလို့လဲဆိုတော့ကျွန်တော်ကတင့်အတွက်တန်မိုးရှိရဲ့ဗီဒီယိုတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့ပါ။ပထမအဦးဆုံးအကြောင်းရင်းကိုနားလည်ဖို့အတွက်ကျွန်တော်ကတင့်ကိုဥမာကောင်းတစ်ခုပေးပါမယ်။ Morgan Housel ဟာ Psychology of Money စာအုပ်ကိုရေးသားတဲ့အချိန်ကအမေရိကန်ရဲ့ချမ်းသာတဲ့နေရာဖြစ်တဲ့ Los Angeles မှာရှိနေတော့ Roger လို့ခေါ်တဲ့လူငယ်တယောက်ကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။သူဟာဈေးကြီးရဲ့ Porsche ကားတစ်စီးကိုမောင်းနေနေပြီးဒါလူတွေရဲ့အာရုံကိုဆွဲဆောင်နေရဲဆိုတာသိတာပါပဲ။ အเจ้าဟာအသက်ငယ်ငယ်နဲ့ဒီလိုဈေးကြီးတဲ့ကားမျိုးဘယ်သူမှစီးနိုင်မှာလဲဒါပေမဲ့တနေ့မှာတော့အဲ့လူငယ်ဟာအဟောင်းနှီးပါဖြစ်ပြီးဈေးပေါ်တဲ့ဟွန်နာကားနဲ့ပြန်လာခဲ့ပါတယ်နောက်ရက်ဒီမှာလည်းအဲ့ဒီကားနဲ့ပဲတွေ့ရတော့ Morgan Horse ကမင်းရဲ့ Porsche ကားကြီးဘယ်ရောက်သွားတာလဲလို့မေးပါတယ်အဲ့လူငယ်ဟာအိုးဘန်းဟန်တိမ်းသွားပြီလေငွေချေးထားတာဆက်ဖို့မေးနေခဲ့လို့လို့ဖြေလိုက်ပါတယ်ပြောရင်းနဲ့တော့သူ့မျက်နှာမှာရှက်တာနောင်လာရတာမျိုးလုံးဝမပါပဲနေ့စဉ်လုံနေကြအလုပ်လိုမျိုးသဘောထားပြီးတော့ပြောသွားပါတယ် ဒါနဲ့မော်ဂန်တိလိုက်တာကိုကိုကိုခဏချမ်းသာလို့အဖြစ်ဟန်ဆောင်နေကြတဲ့ဒီလိုလူတွေကဘာမှအများကြီးရှိနေရဲဆိုတာပါဒီဖြစ်ရက်ကနေစိတ်ဝင်စားဖို့တင်ငန်းတာတခုရပါတယ်လမ်းပေါ်မှာတိန်းလေးရံကားတစ်စီးကိုမောင်းနေတဲ့သူကိုမြင်ရင်သူချမ်းသာတယ်လို့ထင်ကောင်းထင်မိပါလိမ့်မယ်ဒါပေမဲ့တကယ်တော့တင်သူစီကနေ information တခုရလိုက်ပါပြီအဲ့ဒါသူ့ပိုင်ဆိုင်မှုတွေကတိန်းလေးရရော့သွားပြီဆိုတဲ့အချက်ပါဆိုလိုတာကသူ့အရင်တော့ချမ်းသာခဲ့တာအခုနည်းနည်းရော့သွားပြီ ဒါမှမဟုတ်ဖြစ်နိုင်တာသူ့မှာကြွေးမိအများကြီးရှိနေတာဆိုတော့သူ့အရင်တော့ကလည်းမချမ်းသာခဲ့ဘူးအခုလည်းမချမ်းသာဘူးဒီကားဝယ်ပြီးတဲ့နောက်မှာငွေတွေအများကြီးဆုံးရှုံးသွားတာပါတကယ်အမှန်ကတင့်ပဝင်းကျင်မှာဟန်ဆောင်ပြသူတွေအားလုံးဟာဒီအမျိုးသားတွေပါပဲဘာလို့လဲဆိုတော့ဒီ social media ခေတ်ကြီးမှာလူတွေကမြင်းမြန်းဆန်းဆန်းအကဲခတ်လိုက်ကြတယ်။သူကကားကောင်းစီးနေတယ်ချမ်းသာလောက်တယ်ဆိုပေမဲ့တကယ်တမ်းမှာသူတို့မချမ်းသာပါဘူး။အမှန်ကဒီဟန်ဆောင်ချမ်းသာသူတွေဟာရင်းနှီးမြှုပ်နှံမှု စတော့ဈေးကွာချမ်းသာကြွယ်ဝမှုတိဆောင်းနည်းရဲ့အခြေခံ ABCD တောင်နားမလည်ကြအောင်ဒီလိုလဲနားလည်လို့ရပါတယ်တင်းတရာတဲ့ iPhone 3နေတဲ့သူရဲ့ဘဏ်အကောင့်ထဲမှာတင်းတရာမရှိဘူးဆိုတာပါပဲဘာလို့လဲဆိုတော့လူအများစုကငါအလုပ်စူးစားပြီးတန်းကျော်တဲ့ဖြစ်မယ်လို့ပြောတဲ့အခါသူ့ရဲ့တကယ့်အတိတ်ပဲကငါအလုပ်စူးစားပြီးဒဂရီရမယ်ပြီးရင်အဲ့ဒဂရီကိုတုံးပစ်ပြီးပျော်မယ်ဆိုတာပါပဲဒါဟာသူတို့ပြောတဲ့အတိုင်းလုံးဝမဟုတ်ပဲစန့်ကျင်ဘက်ဖြစ်နေရပါတယောက်ယောက်ကပတ်စံဒဂရီရထားပြီး ဲ့ဒီပတ်စံအားလုံးကိုတုံးလိုက်ရင် तू ကျွယ်ဝရလို့ဘယ်လိုပြောလို့ရမလဲ तू ကပြန်ပြီးတော့တုံညာဖြစ်သွားပြီဒါကနေပဲငွေကြီးဆိုင်ရာအကြီးအမားဆုံးသင်ခန်းစာတစ်ခုကိုရလိုက်တယ်သင်ကျွယ်ဝတာကိုပြဖို့ပတ်စံတုံးတာဆင်းရဲသွားဖို့အမြန်ဆုံးနည်းလမ်းပဲဆိုလိုတာကကြည်ပါလားငါရမ်းချမ်းသာရဲလို့လူတွေကိုပြဖို့ပတ်စံတုံးမယ်ဆိုရင်သင်ဟာအမြန်ဆုံးဆင်းရဲသွားမယ်အเจ้าဟာတကယ်ချမ်းသာမှုဆိုတာသင်မတုံးရသေးတဲ့ငွေဘဏ်အကောင့်ထဲမှာရှိနေသေးတဲ့ငွေဒါမှမဟုတ် င်မရောင်းရသေးတဲ့ story ရှိနေရဦးဒီတော့တင်သီးလောက်ပြီထင်ပါတယ်ချမ်းသာတဲ့သူတွေကချမ်းသာပုံ ပေါက်မနေရဘူးစင်းရဲတဲ့သူတွေကမှငွေမရှိဘူးဆိုတော့မလုံခြုံမှုကိုဖုံးကွယ်ဖို့ချမ်းသာနေပုံပေါက်အောင်လုပ်ကြတယ်သူတို့ကတခြားသူတွေကိုလှည့်စားတာမဟုတ်ဘူးကိုကိုကိုငါချမ်းသာရဲလို့လှည့်စားနေကြတာဒါပေမဲ့အဲ့အကြောင်သူတို့တွေကပတ်စံအောင်ပို့သုံးမိရဲ့အเจ้าဟာချမ်းသာနေပုံပေါက်ဖို့ကလွယ်တယ်။ဒါပေမဲ့တကယ်ချမ်းသာဖို့ကအရန်ခတ်တယ်။အဲ့ဒီဖြစ်စင်မှာပဲသူတို့ကပိုဆင်းရင်းလာတယ် ချမ်းသာတဲ့သူတွေမှာတော့အဲ့လိုစိတ်မလုံးကြုံမှုမျိုးမရှိဘူး။ဘာလို့လဲဆိုတော့သူတို့ကသူတို့ချမ်းသာတာကိုသိတယ်။ဒါကြောင့်သူတို့ကသူတို့ချမ်းသာရေးတက်တောင့်တသာရှိမှုနဲ့ကိုတိုးတက်ရေးအတွက်ပတ်စံသုံးတယ်။အဲ့ဒါတွေကဟိတ်ဟန်ပြဖို့တက်ဈေးပိုချိုတယ်။အဲ့ဒါကြောင့်သူတို့ကပိုချမ်းသာလာတယ်။ဒါကိုကောင်းကောင်းနားလည်ဖို့ငွေကြေးနဲ့ငွေကြေးလွတ်လပ်မှုဆိုင်ရာ အရန်ဆွမ်းထက်တဲ့သင်ကန်းစာတစ်ခုကိုပေးမယ်ဥပမာတစ်ခုကိုပြပါမယ်။လန်လန်းထဲမှာတငယ်ချင်းနှစ်ယောက်ရှိတယ်။သူတို့နှစ်ယောက်လုံးဟာအထက်တန်းစွာ upper middle class မိသားစုကနေမွေးလာတာအဖေရာလည်းဝင်ငွေကောင်းကြတယ်ចောင်းကောင်းကောင်းမှပဲပညာသင်ကြတယ်ကောလိပ်တက်ချိန်ရောက်တော့ဆန်နီကလူအများကိုကြွားဝါဖို့ instant gratification ငွေရရနဲ့တန်းတုံးပြီးမလိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ကြိုးစားတယ် Nike ဖနက်တွေ iPhone တွေဈေးကြီးတဲ့ bike တွေကြည့်လို့ကောင်းတဲ့ gadget တွေနဲ့ပလူပြန်နေတာပေါ့ဒါပေမဲ့ Rocky ကတော့အနှုတ်သဘောမခံပဲပတ်စံစုတယ်အစာပိုင်းမှာလူတွေက Rocky ကိုခင်းနောက်ကြတယ် ပြင်းစရာကောင်းတယ်လို့ပြောကြတယ်။ဒါပေမဲ့ Rocky ကဒီကြွားရတဲ့ဂိမ်းမှာဘယ်တော့မှမပါဘူး။လုံနေကြအတိုင်းသူ့ပတ်စံကိုရင်းနှီးမြုပ်နှံတယ်။ဆန်နီကသူ့ပတ်စံကြီးအကုန်လူကြားထဲမှာချမ်းသာဟန်လှုပ်ပြီးအပျော်ပါလိုက်နေတော့နှစ်တီကြပြီးတဲ့နောက်မှာဆန်နီတိလိုက်ရတာက Rocky ကတန်းညိုတထေးတယောက်ဖြစ်နေပေမဲ့လှလှပပအိမ်ကလုံးဝင်ထားပြီးကောလိပ်တုံးအလိုရိုးရိုးဝစ်စားနေထိုင်နေသေးပဲဆိုတာပဲ။ဒါနဲ့ဆန်နီက Rocky ကိုမေးတယ်။မင်းကတန်းညိုတထေးဖြစ်နေပြီ။အခုကောင်းကောင်းဝေ့ gadget တွေဝယ် ကားကောင်းစီးရင်တောင်ဘလို့မှဆင်းရဲမသွားဘူး။ဒါပေမဲ့ဘာလို့ဆင်းရဲရလုံနေသေးရလဲ။ဒီမှာရော်ကီကသူ့ကိုပြန်ဖြေတယ်။ငါဆင်းရဲရလုံနေရမဟုတ်ဘူးကွာ။ငါ့ကိုလူတွေဘလို့မြင်လဲဆိုတာငါဂရုမစိုက်ဘူး။ငါမှာ financial freedom ရှိရဲ။ဒါပေမဲ့အဓိကငါမှာ mental freedom ရှိလို့လူတွေဘာပြောပြောငါဂရုမစိုက်ဘူး။ငါတက်တောင့်တက်တာဖြစ်မှုမိသားစုချမ်းသာမှုကိုပဲဦးစားပေးတယ်လို့ဆိုတယ်။ပြီးတော့ရော်ကီကဆန်နီကိုသူ့အိမ်ကိုလှည့်ပတ်ပြလိုက်တယ်။ ဆန်နီလက်ပတ်ကြည့်တဲ့အခါမတူညီတဲ့ငြိမ်းချမ်းမှုတစ်ခုကိုခံစားလိုက်ရတယ်။ရော်ကီကရှင်းပြတယ်။"ကဲကြည့်ငါ့အိမ်မှာငါးသိန်းနဲ့အဲပူရီဖိုင်ယာတက်ထားတယ်။အပေါ်မှာကြည့်လိုက်မင်းမမြင်တာဖြစ်မယ်။ဒါကအရန်သုံးဝင်နေ။ဒါနဲ့ယောဂါကြီးရှောင်လို့ရတယ်။စေကူသားမှုအကုန်ကြရရော့မယ်။အသက်ရှည်ရှည်နေရမယ်။ငါချမ်းသာမှုကိုထပ်တိုးဖို့အချိန်ရမယ်။ပြီးတော့ရော်ကီကဆန်နီကိုသူ့ဟုံးအော့ဖ်ဖစ်ကိုပြလိုက်ပြန်တယ်။သုံးသိန်းနဲ့အာဂိုနော်မစ်ချဲကိုပြပြီးပြောတယ်။ ငါတနေ့ကို၈နာရီကနေ10နာရီအလုပ်လုပ်တယ်။ထိုင်ခုံမကောင်းရင်ခါနာပြီးတော့နန္တာရှိကျမ်းမာရေးပြဿနာတွေဖြစ်မယ်။ဒါကြောင့်ဒီမှာရင်းနှီးမြုပ်နှံတာပိုကောင်းတယ်။ဆန်နီကရည်ပြီးပြောလိုက်တယ်။ဒါဆိုမင်းကကားကောင်းမစီ brand နေမဝက်ပင်မဲ့လေတို့ရေတို့ထိုင်ခုံတို့အတွက်တင်းချီတုံးနေရလား။ရော်ကီကပြန်ဖြေတယ်။ဟုတ်တယ်။ဘာလို့လဲဆိုတော့ဒါမှတကယ်ချမ်းသာမှုပဲ။ငါနဲ့ငါမိသားစုကျမ်းမာနေမယ်။စေးဘိုးဝါးကတွေတတ်တာမယ်။စေးရုံမကြခဏမတော့ရအောင်။ အတိတ်ပဲမရှိတဲ့အရာတွေအတွက်စိတ်မပူရဘူး။စိတ်ရေးချမ်းမှု ကျမ်းမာတဲ့ခန္ဓာနဲ့မြေတားပြေဝတဲ့အိမ်ဒါမှတကယ်လက်ဇရီပဲကွ။ဒီအခါမှဆန်နီတိလိုက်တာကသူ့မှာဈေးကြီးတဲ့ကားဈေးကြီးတဲ့ iPhone ကြွားပါဖို့အရာတွေအများကြီးရှိနေပေမဲ့သူနည်းနည်းလမ်းလျှောက်တိုင်းအသက်ရှူချက်နေတိုင်းနိုးလာတိုင်းကြောနာပြီးချင်းငွေအင်အားမိုင်းဘလောက်ရှိမှန်းမသိရဲ့စိတ်ဖိစီးမှုတွေရှိနေပါတယ်။ဒီဇလန်းလေးကစိတ်ဝင်စားစရာကောင်းနေဆိုပေမဲ့အများစုကြုံတဲ့ပြဿနာပါပဲ ဒါကတော့ဒုတိယသင်ခန်းစာတကယ်ဇင်ငံပစ္စည်းဆိုတာရိုးရှင်းပါတယ်တတိယအကြောင်းရင်းကိုနားလည်ဖို့မိုးရွာနေတယ်ဆိုပါစို့အိမ်နေအများကြီးရှိတယ်အိမ်တိုင်းမဟုတ်မိုးရီကြနေတယ်ဒါပေမဲ့တဲ့အိမ်ထဲကမိုးရီကိုစစ်ပြီးတူလောင်ထားတယ်ဒါကနောက်တစ်နေ့အတွက်အသုံးဝင်မယ်ကြံတဲ့အိမ်နေရအောင်ရီဒီအားလုံးအလားအသက်ဖြစ်သွားမယ်ငွေရောက်ရင်ဒုက္ခရောက်ကြမယ်ပတ်စံဆိုတာလည်းဒီလိုပါပဲလူအများစုစီကိုပတ်စံရောက်လာရင်အလားအသက်ဖြုံးနှီးကြတယ် ဒါပေမဲ့ချမ်းသာတဲ့လူတွေက system တစ်ခုကိုလုပ်ထားတယ်။ assign ပြီးလုပ်တယ်။အာမခံယူတယ်။ကြီးမားတဲ့ store တွေမှာရင်းနှီးမြှုပ်နှံတယ်။သူတို့ရဲ့အတတင်ဝင်ဝင်နဲ့ပဲကုန်ကြစရိတ်တွေကိုဖြည့်ရှင်းတယ်။ဒါကြောင့်သူတို့ပတ်စံကစုပြီးကွန်ပေါင်းင်းပါဝါကိုတိုးပွားလာတယ်။လိုအပ်တဲ့အချိန်မှာအသုံးတည်တယ်။ assign ဆိုတာကတမျိုးပဲပြောတယ်။ဒီနေ့မင်းငောင်းကိုစုပြီးနတ်ဖြန်ကမင်းုံကဲ့တင်မယ်။ဒီနေ့မင်းငောင်းကိုလေးစားနတ်ဖြန်ကမင်းုံလေးစားမယ်။ဒီတော့လူတိုင်းမှာပတ်စံမရှိပေမဲ့ တလမှာတစ်ခုခုတော့ရနိုင်ကြတယ်စနစ်တစ်ခုလုံးမယ်ပတ်စံလေးကိုလေးစားမယ်ဆိုရင်ချမ်းသာဟန်မပြပဲတကယ်ချမ်းသာလာမယ်ဒါကတော့တတိယသင်ခန်းစာပတ်စံဆိုတာသူ့ကိုတန်ဖိုးထားရမှာပဲနေတတ်တယ်ချမ်းသာတဲ့သူတွေကပတ်စံကိုဇိမ်ခံပစ္စည်းအနေနဲ့သုံးလို့ရပေမဲ့ဒါကပတ်စံရဲ့အဓိကရည်ရွယ်ချက်မဟုတ်ဘူးဆိုတာကိုသိထားတယ်ဒါကြောင့်သူတို့ပတ်စံကိုထူးထူးခြားခြားသုံးတဲ့အခါကျွန်တော်အံ့ဩရတယ်ဥမာ Veracolia အဲကာတိုင်းရေ1လီတာတောက်တယ် ဒီရီကကိုခံအားနဲ့အစာချေစနစ်အတွက်ကောင်းတယ်။ဘာလို့လဲဆိုတော့သူ့အတွက်အရေးကြီးတဲ့ရက်မှာအဖျားတိုက်ရင်တိမ့်ချီမကဂရေချီဆုံးရှုံးနိုင်လို့ပါ။ရနောက်ဒိုကသူ့အာဟာရပညာရှင်နဲ့စပ်ဖို့မှုကိုတိမ့်နဲ့ချီပေးပြီးတော့ organic နဲ့ high performance diet စီစဉ်ခိုင်းတယ်။ဒါပေမဲ့သူ့ဟာပြင်ပမှာတော့ရိုးရိုးတီရှပ်နဲ့ချော့ပဲဝတ်ထားတတ်တယ်။အကောင်းဆုံးဥပမာကတော့ Warren Buffett ပါ။လွန်ခဲ့တဲ့နှစ်တည်းကသူဟာ second hand carless car ကိုဝယ်ခဲ့တယ်။ အခုထိအဲ့ကားနယ်ပဲအလုပ်သွားတယ်။သူကဘီလီယံနာတယောက်ပါ။ဒါပေမဲ့သူ့မှာဂရေနဲ့ချီရဲ့ private jet လည်းရှိတယ်။1989ခုနှစ်တုန်းက American dollar 6.7 million အကုန်ခံပြီးသူ့ငွေချင်းတွေရဲ့အကြံနဲ့ private jet ဝယ်လိုက်တယ်။ဒါပေမဲ့အဲ့လောက်ဈေးကြီးပေးဝယ်ထားတဲ့အပြင်အဲ့ဒီ jet ရဲ့ထိန်းသိမ်းစရိတ်ကပိုများနေတယ်။ဒါကြောင့် Warren Buffett ကအဲ့ဒီ private jet ကို indefensible လို့နာမည်ပေးလိုက်တယ်။အကြောင်းကဒီလိုအပိုကုန်ကျစရိတ်ကိုသူ့မှတ်တမ်းတင်မှုအကြောင်းပြချက်မရှိလို့ပါ။ ဒါပေမဲ့လာအနေငယ်ကြတော့ private jet ရဲ့အကျိုးကျေးဇူးတွေကို तू စတင်သိလာတယ်။ तू ဟာ billionaire တယောက်ဖြစ်နေတဲ့အတွက်လေးစိတ်သွားပြီးတော့ check in အချိန်ဆောင်ရတာကြီးတက်တာသွားစီရယ်။ तू ဘဝရဲ့စက္ကန့်တိုင်းကတန်ဖိုးရှိရယ်။ဒါကြောင့် private jet ကသူ့အတွက်ယင်းဒီမြုံနံမှုတစ်ခုဆိုတာသဘောပေါက်လာတယ်။အချိန်ယုံပတ်စံနဲ့ဝယ်ပြီးကြံတဲ့အချိန်မှာပတ်စံထက်ရနိုင်တယ်လေ။ဒါနဲ့ तू ပြောလိုက်တယ် private aviation ပြီးတဲ့လေးချောင်းခီးစဉ်ဆိုတာအချိန်ယုံကိုယ့်အတွက်အလုပ်လုပ်စီဖို့ပဲ။စိန်ခံမှုမဟုတ်ဘူး။ leverage အတွက်ပါ။ ဆိုလိုတာအချိန်နဲ့ပတ်စံရှာတာဒါပေမဲ့စင်းရဲသားတွေရဲ့စိတ်နဲ့တတိဖြစ်သွားတဲ့သူတယောက်ဥမာထီပေါက်တာအလုတ်ကောင်းရတာဆိုရင်သူတွေးမိမှာအခုငါတတိကြီးလိုနေမယ်ဆိုတဲ့အတွေးပါပဲပြီးရင်တတိကြီးလိုပဲ private jet ဈေးကြီးတဲ့ကားတင်းချီတဲ့နာယီကိုဝယ်ဝတ်မယ်ဒါပေမဲ့တတိကြီးဘာကြောင့်ဒါတွေလုပ်တယ်ဆိုတဲ့သိပ္ပံနီးကြအချက်ကိုနားမလဲဘူးတတိတယောက်ရဲ့စက္ကန့်တိုင်းကတန်မိုးရှိတယ်သူသုံးနေလေအဲ့ဒီနေ့မှပြန်ရလေလေပါ ဒါပေမဲ့အလေလက်တန်းစားတွေကသူတို့အတူခိုးမိတဲ့အခါနှစ်နဲ့ချီပြီး liability အကျွေးတင်နေတဲ့ပစ္စည်းတွေအတွက်ပဲပေးနေရမယ်။အရေးကြီးဆုံးကစင်ရဲသားစိတ်နဲ့သူတွေရောက်ဟာ200ကျပ်900ကျပ်တန်းစာအုပ်တုပ်ကိုသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေမယ့်အသိပညာရဖို့ဝဲဖို့မတွေ့ဘူး။ဒါပေမဲ့အဲ့ဒီပမာဏအတိုင်းနှစ်နာရီပျော်ဖို့ရုပ်ရှင်ကြည့်ဖို့ဆိုရင်ခဏလေးမှမတွေ့ဘဲနဲ့တုံးလိုက်မယ်။ဒီတော့အမှန်တရားပတ်စံဆိုတာတူလို့ပါပဲ။မှန်မှန်ကန်ကန်တုံးရင်အကျိုးရှိတဲ့အရာ ဖြစ်စေပေမဲ့ မှားသုံးမိရင်တော့လက်ကိုထိခိုက်စေနိုင်ပါတယ်။ပတ်စံကိုညံရှိရှိသုံးရင်တက်တောင်တက်တာကျန်းမာရေးဘဝတိုးတက်မှုအတွက်အထောက်အကူဖြစ်မယ်။ဒါပေမဲ့မှားသုံးမိရင်အကျင့်ဆိုးဟိတ်ဟန်ပြအလကားသုံးဆွဲမှုတွေနဲ့တစ်နှစ်သုံးညဖြစ်သွားနိုင်တယ်။ဒီတော့ရွေးချယ်မှုကတင့်ပါပါ။တခြားသူတွေကိုဂုဏ်ယူစေချင်လား။ဒါမှမဟုတ်တင့်ရဲ့တက်တောင်တက်တာဖြစ်မှုကျန်းမာရေးမိသားစုတိုးတက်မှုကိုဦးစားပေးမလား။ဒါကြောင့်ငွေကြေးစိုးရိမ်မှုတွေကိုအဆုံးသတ်ပြီး financial freedom ရရင်ကျွန်တော်ပြင်ဆင်ထားတဲ့ Robert Kiyosaki ရဲ့ ချမ်းသာနိုင်မယ့်နီးလန်းဆယ်ချက်ကိုကြည့်လို့ရပါတယ်။ဒီမှာရင်းနှီးမြှုပ်နှံမှုကိုပိုင်ငွေကြေးဘဝသင်ခန်းစာအရေးကြီးရာတွေပါဝင်ပါတယ်။ link ကို description မှာထည့်ပေးထားပါတယ်။ဒီဗီဒီယိုကနေတခုခုသင်ယူခဲ့ရင်ဟိတ်ဟန်ပြနေတဲ့ငွေချင်းတယောက်စီကို share လိုက်ပါ။ comment မှာလည်းပြောသွားပါ။ငါတထေးဟန်ဆောင်နေရတူလား။ဒါမှမဟုတ်တကယ်တထေးဖြစ်အောင်ကြိုးစားနေရတူလားဆိုတာ။ကျွန်တော် Manny Power မြန်မာ channel ကို subscribe လုပ်ဖို့လည်းမမေ့နဲ့နော်။အခုလိုတန်ဖိုးရှိတဲ့ဗီဒီယိုတွေဆက်လုပ်ပေးသွားမှာမဟုတ်လို့ like dislike ကိုလည်းတင်သဘောတိုင်းပေးလို့ရပါတယ်အချိန်ပေးကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်နှုတ်ဆက်ပါတယ်